နောက်တစ်ခုကကြတော့ဒီမဲဆန္ဒရှင်များကိုယ်စလဲလောင်းနဲ့မိတ်ဆက်ခြင်းပေါ့နော်မိတ်ဆက်တာကတော့လူကိုယ်တိုင်မိတ်ဆက်လဲရတယ်လက်ကမ်းစာဆောင်ဖြန့်ဝေတာလည်းရပါမယ်ရှင်။တအင်တက်စင်လက်ကမ်းစာဆောင်လေးတွေဖြန့်ဝေလို့လည်းရပါတယ်။ဒါမှမဟုတ်လို့ရှင်လမ်းထိပ်မှာလမ်းထိပ်မှာစုပြီးတော့လေလမ်းထိပ်မှာစုပြီးတော့မှကိုယ်စလဲလောင်းတွေစုပြီးဝန်းရံသူတွေလည်းစုပြီးတော့တက်ဆိုင်ရဟိုပါပေါ့နော်ဒီလမ်းအလမ်းနဲ့အိမ်တွေကိုဖိတ်ကြားပြီးတော့မှကိုယ်စလဲလောင်းတွေမိတ်ဆက်ပေးတာပေါ့နော်။ဒါလည်းလုပ်လို့ရပါတယ်။နောက်ပါတီအလံအုပ်ထုပ်အင်ကြီး ရွေးကောက်ပွဲအကြီးညာစာနာများဝင်ကခြင်းအဲ့ဒါတော့ကျမတို့ကတော့ဟိုဟိုပါပေါ့ရှင်လက်ကန်းစာဆောင်ကတော့ခုနပြောတာပေါ့နော်လက်ကန်းစာဆောင်ကိုထားပါတော့ကျမကိုစလေလောင်းတယောက်ကိုလက်ကန်းစာဆောင်300ပေးမယ်ဆိုရင်ဒီကိုစလေလောင်းက900လောက်လိုချင်တော့ကျန်တဲ့200ကတော့ဝယ်ရမှာဖြစ်ပါရှင်အဲကျမတို့ကအရင်တိုင်းရောင်းပေးမှာဖြစ်ပါရှင်ဒါများများရိုက်တယ်ဆိုဈေးသက်သာပါရှင်အဲအဲ့လိုပါပဲခုနပါတီအလံအုတ်ထုတ်အင်ဂျီတွေတော့ကျမတို့ကကျမတို့တတ်နိုင်တဲ့လောက်ဝင်မယ် အဲသို့တော်လည်းဒီထက်ပိုလိုတယ်ဆိုလို့ရှိရင်တော့ကျမတို့ဝင်မှာတော့ဒါကို volunteer တွေဝတ်ဖို့ဝင်မှာပြည်သူလူထုကိုပါဝင်ခြင်းလို့ဟိုဆိုလို့ရှိရင်တော့ကျမတို့ဝယ်ကြရမှာဖြစ်ပါတယ်ရှင်။ Now Facebook TikTok တို့မှာကိုစလင်လောင်းရဲ့ကိုရေးကြဆိုရင်လှုပ်ရှားမှုတွေတင်ပြမှာ။တော့အခုတော့ဝိုင်းတင်နေကြတဲ့လူတွေ့ပါလေ။ဆိုလို့ရှိရင်ဥမာပေါ့နော်ဒီဒီဟိုပါပေါ့ကျမထားပါတော့ကျမ Facebook မှာအဲကျမကအမျိုးသားလွတ်တော်ရန်ကုန်တိုင်းဒေသကြီးရဲ့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်1ပေါ့ FPTP အမှတ်1မှာ လျှောက်ထားပါတယ်ပါညာဆိုပြီးတော့အဲ့လိုတင်ကြတာလည်းရှိပါတယ်လျှောက်ထားကြောင်းပဲတင်တာလေလျှောက်ထားကြောင်းတင်တယ်ပြီးတစ်ချိန်ကျရင်မနေ့ကဆိုကျွန်တော်တို့အတိမတ်ပြုတ်ရတော့မယ်လေအတိမတ်ပြုတ်လေရပြီဆိုအတိမတ်ပြုတ်ကရပါပြီဒါတရဝင်ကိုယ်စလဲလောင်းဖြစ်ပါပြီအဲစသဖြင့်ပေါ့နော်ပြီးလို့ရှိရင်အဲ့ပေါ်မှာမဲဆန္ဒရှင်ပညာပေးလေးတွေကျွန်တော်တို့ပါတီကိုမဲပေးပါလို့ပြောလို့မရပါဘူးပြောလို့မရသေးပါဘူးအဲဟိုပေါ့ခုနလိုပေါ့မဲစင်းစစ်ပြီးကြပါပြီလားနောက်ဟိုအဲ ခုနခုနပေါ့ဖြစ်ပြင်ဖြစ်ပေါ့ရှင်အဲ့ဒါဆိုရင်အဲ့ဒါလေးတွေကို Facebook တင်လို့ရပါတယ်ရှင်အနောက်တစ်ခုကဒီကြားထဲမှာပါတီအနေနဲ့လှုပ်ရှားမှုပေါ့နော် ပါတီအနေနဲ့လှုပ်ရှားမှုလို့ပြောရင်အဲပါတီအနေနဲ့လှုပ်ရှားမှုလို့ပြောရင်အာထားပါတော့ကထိန်တင်ငန်းကတာလားဘာလှုပ်တာလားဘာမစို့တင်လို့ရပါလားရှင်ဟိုမဲပေးပါလို့တော့ပြောလို့မရသေးပါဘူးနောက်ရက်ွက်မြို့နယ်များတွင်ကားများဖြင့်လှည့်လည်၍မဲဆွယ်စီယုံခြင်း ဲ့ဒါတော့ခွင့်ပြုမပြုပေါ့နော်စီစစ်ဆောင်ရွက်ပြီးတော့မှခွင့်ပြုတယ်ဆိုလှုပ်လို့ရပါတယ်ခွင့်မပြုဘူးလို့လည်းနေပြည်တော်ကကိုယ်စလဲလောင်းတယောက်ကလည်းပြောနေတယ်သူကစာထွက်ထားတာတော့မရှိဘူးဆိုလို့ရှိရင်အဲ့ဒါတော့ဘာမဆိုပေါ့နော်တခုခုလှုပ်တော့မယ်ဆိုရင်ခွင့်ပြုမပြုဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုမြို့နယ်ရုံးကိုမေးပြီးတော့မှခွင့်ပြုချက်တင်ပြီးတော့ခွင့်ပြုချက်ရပြီဆိုမှကျွန်တော်တို့ဟိုစီစီလုံးလုံးလေးဆောင်ရွက်ကြဖို့ဖြစ်ပါတယ်ရှင်နောက်လက်ကမ်းစာဆောင်များဝင်ခခြင်းပေါ့နော်ခုနအဆက်ပါရှင် လက်ကမ်းစာဆောင်ဝင်ငှားလို့ရတယ်လက်ကမ်းစာဆောင်က3မျိုးရှိပါမယ်နံပါတ်1ကကိုစလေလောင်းရဲ့လက်ကမ်းစာဆောင်နံပါတ်2ကပါတီအကြောင်းရဲ့၄မျိုးပေါ့ရှင်နံပါတ်3ကကြတော့ပီ3လုံးဘာကြောင့်မဲပေးတဲ့လဲရဲ့နံပါတ်4ကတော့ရွေးကောက်ပွဲချိန်ညာစာတမ်းရဲ့အနှစ်ချုပ်ဖြစ်ပါရှင်ဒါလေးတွေကျွန်တော်တို့ဝေလို့ရပါရှင်